ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မဟာလာတပြည်တို့ဤအယူဆွေးနေပြီဖြစ်သောတောက်ကျင့်များနှင့်ပြင်းပြင်းစင်မြေဝုံတုံးကဖြစ်နေကြသောအနေအထားများ စသည်ပြောပြပါပြီတဲ့ကိုနိုင်နိုင်အောင်မင်္ဂလာပါရှင်အခုကြောင်ရံတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်နော်အဲကျွန်တော်ပြောပြမယ်ဗျာလားခင်ဗျားတို့ line ပေါ်မှာပြီးအာချောင်နေတဲ့လူတွေအများကြီးတွေ့ရတယ်တလားတကယ်စစ်တိုက်နေတဲ့ကောင်တွေတကယ်မြေပြင်မှာရှိ တကယ်မြေပြင်မှာရှိနေတဲ့လူတွေကတော်တော်ဒုက္ခရောက်တယ်တိလားနေထိုင်စားရတောက်ရချို့ကရတယ်ပေါ့အများကြီးပါပြောပြရင်လည်းတိတ်ယုံမှာမဟုတ်ဘူးခင်ဗျားတို့ကရင်ကိုစစ်မတိုက်ဘူးလို့ဟိုအီးရေကိုဘာဖြစ်တယ်ဒီအီးရေကိုဘာဖြစ်တယ်မပြောနဲ့စိတ်ဝင်စားဘူးခင်ဗျားတို့လိုင်းပေါ်မှာနာမည်ကြီးကျင်တာလားနာမည်ရကျင်တာလားကိုကိုကိုစောက်ထိန်ကြီးနေတာလားတော့မသိဘူးနိုင်ငံရေးကိုလည်းတကန်းတလုံးမှနားမလဲဘူးတော်လန်ရေးဆိုတာလည်းဘာမှမသိဘူးတော်လန်ရေးဆိုတာကလေလှုပ်ချင်တိုင်းလှုပ်လို့မရဘူး ကျွန်တော်အများနဲ့ပြောရခင်ဗျားတို့အချိန်နေရအချိန်ခါရအကျိုးရလည်းရအဲ့သုံးမျိုးပေါင်းမှစစ်တိုက်လို့ရတာအချိန်နေရကျွန်တော်တို့ကဆက်အနာတင်းခံရတယ်မှန်တယ်အချိန်ခါရကျွန်တော်တို့ကစစ်တိုက်ရမယ့်အချိန်ဆိုတာဟုတ်တယ်ဒါပေမဲ့ရန်သူမိမိဆိုတဲ့ဟာကိုကျွန်တော်တို့တက်ကောင်းဆောင်တွေပဲနားလဲတယ်တကယ်တက်မှုကောင်းတွေကရန်သူမိမိကိုချိန်ဆမယ်ပြည်သူလူထုကတွန်းပို့လို့ကျွန်တော်တို့ကစစ်တိုက်လို့မရဘူးစစ်တိုက်ကြပါကျွန်တော်တို့တော်လိုင်းကြီးပြီးချင်မလာမပြောနဲ့ လာမပြောနဲ့ခင်ဗျားတို့တကိုးတွေကလိန်ကကြစ်တွေတဒေါင်းစားတွေခွက်ခေါက်တွေကိုယုံနေအပုပ်ဩတယ်လှူတယ်ဒီပေါ်မှာလည်းကျွန်တော်တို့ကပြည်သူကိုအပြစ်တင်နေတာမဟုတ်ဘူးတော်လန်ရေးတစုံလုံးကပြည်သူလူနဲ့တက်ဆိုင်တယ်ဘယ်အီအိုနဲ့မှလည်းတက်မဆိုင်ဘူးဘယ်အီအာဝနဲ့မှတက်မဆိုင်ဘယ်လက်နက်ကင်နဲ့မှမဆိုင်ဘူးလက်နက်ကင်တိုက်ချင်းမတိုက်ချင်းကအချိန်အခါရောက်သူ့အောင်တိုက်လိုက်မယ်အဓိကပြည်သူလူတွေကိုမှားကျင်တာပြည်သူလူတွေကိုစိတ်တက်မကြဘူးတကိုးတွေကလိန်တွေလူလိန်တွေကိုသိဖို့အမတန်ရေးကြီးတယ် ကျွန်တော်တို့တော်လန်ရေးပြီးသွားပြီမဲ့လဲကျွန်တော်တို့ပြန်လာမဲ့နောင်လာမဲ့အနာဂတ်နိုင်ငံရေးကအရန်ရေးကြည့်တယ်အကောင်လုံးကပြည်သူလူထုပေါ်မှာမူတည်တယ်ဗျပြည်သူလူထုရဲ့အားနဲ့သွားနေတဲ့တော်လန်ရေးပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့သွားနေတဲ့နိုင်ငံရေးနော်အဲ့ဒီပြည်သူလူထုနဲ့ဟိုပတ်သက်ပြီးတော့ဟိုနိုင်ငံရေးရောတော်လန်ရေးရောယူသားလာကြတော့မေးတော့လည်းမယူသားဘူးအဲ့တော့တရောင်းစားတွေလှုပ်တဲ့ပုံစံကြောင့်အခုကျွန်တော်တို့ ဆက်ပြီးတော့ရုံးကာမယ့်ຢာအများကြီးပဲရုံးကာမှာအများကြီးပဲကျွန်တော်တို့မှန်တယ်2029တောင်းကြော်ရင်ကြော်သွားပြီတချို့ကိစ္စတွေကျွန်တော်တို့ကတိတ်ပြောလို့မကောင်းလို့လူတွေကပြောရင်လည်း line ပေါ်ကနေပြီးတော့အာမင်းပြောလို့မကောင်းရင်လည်းမပြောပါနဲ့လားဆိုတော့ခင်ဗျားတို့လာနားထောင်ဖို့လည်းဘူးမှမပြောဘူးအဲ့ဒီပြောတဲ့လူတွေကိုမေးတာကျွန်တော်တို့ကပြည်သူလူထုကို awareness နဲ့လောက်တာအသိဉာဏ်ပညာပေးတာနော်ဥမာ line မကောင်းလို့ဒီဘက်ကိုလာပြီးပြောပြတာပြောချင်တာကမလဲဆိုတော့မြေပြင်မှာတကယ်စစ်တိုက်တဲ့လူတွေ တကယ်သေးတယ်တကယ်ငတ်တယ်တကယ်ပင်ပန်းတယ်ကချင်ကလည်းသူ့ပိုင်လူတိုက်လိုက်မယ်ရခိုင်ကတော့ထိုက်တင်သလောက်တိုက်ပြီးသွားပြီရန်သူဘက်ကထိုးစစ်ပြန်ဆင်တယ်လေချောင်းရန်နဲ့ပွက်ပွက်ဆက်ပွက်ဆက်ချတယ်ခင်ဗျားတို့ကျွန်တော်ပြောတာကစစ်တိုက်နေတဲ့လူတွေကိုစောက်ပြစ်မပြောနဲ့ခင်ဗျားတို့စစ်တိုက်လာခြင်းအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာအကြံဉာဏ်ပေးဖို့လိုတယ်ဗမာတွေစီးအောင်ကြပါလို့ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်အညာဒေသကိုစိုးရိမ်နေတော်မူလို့မင်းအွန်လိုင်းကိုရှော့တွက်တယ်တချို့ကောင်တွေကျွန်တော်တို့ရှိမှဖမ်းမိကြတဲ့ကောင်တွေလေ အရာရှိကြီးငယ်အများကြီးပဲသိအောင်တော့တခုပြပြရမယ်နော်အဲ့ဒီမေးလို့စောက်ကြောတင်းနေအခုအချိန်ကြီးမလျှော့ဘူးသူပထမမင်းအောင်လိုက်မှမင်းအောင်လိုက်သူတို့ဗမာစစ်တပ်မှဗမာစစ်တပ်စကားစားမဟုတ်ဘူးဟိုနာအဖာနာဝတာလက်ထက်တယ်စောက်ချင်နေအခုချိန်ကြီးမပြောက်သေးဘူးရန်သူဘက်ကရန်သူဘက်ကအဲ့လိုစောက်ချင်မပြောက်တလို့ကိုဘက်ကကောင်းတရားကိုစောက်ချင်ပြောက်လာမိတော့မပြပြောက်ဘူးမြန်မာနိုင်ငံမှာအာဏာသိမ်းသွားတာတကယ်တမ်းခံရတာတိုင်းပြည်နဲ့ပြည်သူလူထုတိုင်းပြည်မှာရှိတဲ့တစ်တွေရွှေတွေမင်းအောင်လိုက်တဲ့နှစ်ဆတိုးပြီးတော့ ထုတ်နေတဲ့ကောင်တွေအများကြီးတစ်ခိုးထုတ်တယ်ရွှေခိုးလုတ်တယ်ကြောက်တောင်တူးလို့မရလို့ကြောက်တူးရင်သူ့ကိုကချင်းကဖင်ချမှာကြောက်လို့ဒီကောင်တွေဒီကောင်တွေလက်နဲ့ကန်ရတဲ့ရတာတချို့တော်တော်များများသိသွားပြီတော်တော်များများသိသွားပြီကျွန်တော်တို့အလှပေးတယ်ဆိုတဲ့လူတို့လိုင်းဘောကလည်းလှူတယ်ဟိုလူစစ်တိုက်ကြရင်ဟိုလူနောက်ကိုလိုက်သွားတယ်ဒီလူစစ်တိုက်ရင်ဒီလူနောက်ကိုလိုက်သွားတယ်မဟာဗျူဟာနီးဗျူဟာလည်းဘာမှနားမလဲဘူးကျွန်တော်အပြစ်တင်နေတာမဟုတ်ဘူး ခင်ဗျားအခုကရင်ပြည်နယ်မှာရှိနေတော့စစ်တိုက်တယ်ကရင်ကမာပြူကအရစစ်တိုက်တာတိုင်းရင်းသားတွေဘက်ကနီးပြူကရတာအမှားယွင်းနေရှင်းရှိမယ်မာပြူကရဘရောမမမဟုတ်တိုင်းရင်းသားတွေမှာခင်ဗျားတို့နိုင်ငံရေးလုပ်ခဲ့တယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းတက်ကြွလှုပ်ရှားသူအနေနဲ့လုပ်ခဲ့ဘူးရတယ်အများကြီးပါပြောချင်တာဘာလဲဆိုတော့နိုင်ငံရေးဆိုတာဖိမသိခေါင်းမသိရင်ကိုယ်ပဲခံရတာဗျကျွန်တော်တို့ထောင်ထဲခဏခဏရောက်တယ် ဒီကောင်လေးစောက်မြက်ကကနဲ့ NLD ဆိုရလက်ထမှာဟိုးစကားစမတိုင်ခင်တင်းစိန်စစ်တပိုင်းဆိုရလက်ထမှာဟိုး2000ကိုရွှေရရွှေဝါရောင်နဲ့တောက်လျှောက်ဝထန်းတွေကတ်လို့ပြေးလိုက်ရတာကျွန်တော်တို့မှအသွင်မျိုးမျိုးယူပြီးတော့သထောင်းစားလို့တမျိုးဈေးတယ်လို့တမျိုးကျွန်တော်တို့မှလှုပ်ရှားနေရတာအဓိကအင်တာနက်တွေပေါ်လာတော့ပြည်သူလူထုတွေသိဖို့လိုတယ်ကျွန်တော်ကပြည်သူလူထုကိုပဲအဓိကမှားခြင်းတယ်ကျွန်တော်တို့ကဘသူတွေကကလင်ကချစ်တွေဘသူတွေကလူဟားဝါတယ်ဆိုတာကိုအရန်ရေးကြည့်တယ်ပြည်သူလူထုမှာနိုင်ငံရေးတော်လှန်ရေးအားနည်းချက်တွေအများကြီးရှိသေးတယ် ကျွန်တော်တို့ပြည်သူတွေမှာနိုင်ငံရေးအသည့်ဒီလည်းလည်းလိုအပ်တယ်အဲကျွန်တော်အားပေးတယ်ကျွန်တော်ရဲ့ live စီနားထောင်တဲ့လူတွေတော့ဟုတ်ကောင်းဟုတ်လိမ့်မယ်နောက်တချို့နေရာတွေမှာပြည်သူလူထုကိုယ်တိုင်ကကချင်ဆိုလဲကချင်ပြည်သူလူထုကရင်ဆိုလဲကရင်ပြည်သူလူထုကချင်မှာလဲကချင်စောက်ဘောတွေရှိသလိုကရင်မှာလဲကရင်စောက်ဘောတွေအများကြီးပါနီဘောတွေနီချောင်းတွေသိတယ်မလားဟိုလိုလိုဒီလိုလိုတွေအယောင်တော်မှအခုချိန်ကြီးကိုကိုဘာယောင်မှမသိတဲ့ကောင်တွေအများကြီးပဲ ကရင်ထဲမှာရောနော်ကချင်ထဲမှာရောရခိုင်ထဲမှာရောခမရကချင်ရကချင်တိုင်းနဲ့ရှိခဲ့လို့ရှိရင် UNG ရဲ့လည်းတကောင်းမှမရောက်တော့စကားစားနဲ့ပေါင်းတဲ့လူတွေတယောက်မှရှိမှာမဟုတ်ဘူးတိုင်းရင်သားတော်တော်များများလဲကို့အမျိုးသားကိုနားမလဲသလိုဗမာတွေတော်တော်များများကလည်းစောက်သုံးမကြဘူးဥဆောင်တဲ့လူတွေဒါကဘာလဲဆိုတာကကျွန်တော်တို့ကတချိန်ကျရင်ဇပွဲပေါ်မှာရှင်းရမယ့်ကိစ္စတွေရှိသေးတယ်ဒဲလို့ရှင်းရမယ့်ကိစ္စတွေရှိတယ်ကျွန်တော်တို့ဘာလို့ပြောပေးနေလဲယနေ့ဘာလို့အမုန်းခံနေလဲလူတွေကို ကျွန်တော်တို့အပင်မန်းခံအမုန်းခံပြီးပြောနေတာအကောင်းပြောနေတာမဟုတ်ဘူးကျွန်တော်တို့နောင်လာမဲ့အနာဂတ်မျိုးဆက်တွေကိုမကောင်းတဲ့အကျင့်စရိုက်တွေမကောင်းတဲ့လက္ခဏာတွေကျွန်တော်တည်သွားလို့မရလို့မြောက်ပိုင်းမဟာမိတ်တွေလာရှိုးကနေရှုပ်သွားတယ်ကျွန်တော်အမြဲတမ်းပြောတယ်လာလာရှိုးကိစ္စကိုလာရှိုးကိစ္စကိုကျွန်တော်အမြဲတမ်းပြောတယ်1942ခုနှစ်1949ခုနှစ်နော်1949ခုနှစ်1952ခုနှစ်ဥပဒေမှာရှိရစာချုပ်တွေရှိတယ်အင်္ဂလန်ရယ်အမေရိကန်ရယ် တရုတ်ရဲ့ပိုင်ထားတဲ့နယ်မြေအတိတ်တည်းအနေနဲ့လက်မှတ်ထိုးထားတဲ့နယ်ဟာအဲ့နေရာဘယ်သူမှသိမ်းလို့မရဘူးဒါပေမဲ့ຫນွေဥကာကဆိုတော့နိုင်ငံတကာကသူ့ပြဿနာသူဆိုတော့ခင်ဗျားတို့ဘာမှမပြောတာဒီကြားထဲမှာကြော်ညာဝင်ရိုက်တဲ့ကောင်တွေ UNG ကကောင်တွေဒုက္ခပေးလိုက်လို့ MND ခေါင်းဆောင်တွေကဖမ်းခံရတာကျွန်တော်အမုန်းခံပြီးတောက်လျှောက်ပြောတယ်ခင်ဗျားတို့ပြောလိုက်ရင်ဖရဲသီးသတင်းလို့တရဲလီသတင်းလို့စောက်ကြီးစောက်ကျင်တဲ့ line ပေါ်မှာ follower တွေ like တွေရအောင်လျှောက်ပြောနေကြတယ် ာတော်ကြနေမင်းအောင်လိုင်းကိုဖမ်းမှာပြန်တော်ကြနေအမေစုကလက်ကျိုးသွားပြန်တော်ကြနေအမေစုကဘာမှမဖြစ်ဘူးနေတိုင်းသတင်းတွေသိနေရတယ်ခင်ဗျားတို့လိန်တဲ့ကိစ္စတော့ညာတဲ့ကိစ္စတွေတော့ခင်ဗျားဒီဒေါ်လာအိမ်မှာတော်တော်ထူးဆန်းတယ်နော်ခင်ဗျား88ရေးခင်းပြီးွားတော့1990ရေးကောက်ပွဲပြီးွားတော့1993မှာနဝတ္တအစိုးရတက်လာတဲ့အချိန်မှာနဝတ္တအစိုးရပြုတ်ကျပြီးတော့နာအဖအစိုးရတက်ခံနေမှာ ခမရတို့ NLD အမတ်တွေရောနိုင်ငံရေးတကြွလှုပ်ရှားသူတွေရောနိုင်ငံရေးသမားတွေရောအကုန်လုံးတန်းရွှေတို့အုပ်စုကဖမ်းတာတယောက်မှမကြောင်ထောင်ထဲထည့်တာမင်းအောင်လိုက်လက်ထက်မှာနိုင်ငံရေးသမားတွေရောတကြွလှုပ်ရှားသူရောအကုန်ပန်ဖန်းခံရဘူးကျွန်တော်တို့တို့စောက်ဟိုပြောမယ်ဆိုဘယ်လိုပြောမလဲစောက်ယူတယ်ပဲကျွန်တော်တို့စောက်ယူတယ်ပဲပြောပါတော့ဗျာကျွန်တော်တို့ကနိုင်ငံပေါ်ရမ်းချစ်တော့ယူသွင်းနေတာပေါ့သိတယ်မလားကျွန်တော်ကိုပြည်သူတွေဒီလိုမျိုးဘေးဒုက္ခဖြစ်မှာမလူလာတဲ့ခါကျတော့ကျွန်တော်ယူသွတ်တာယူသွတ်တော့ကျွန်တော်တို့စောက်ယူတွေပဲစကားစားဖမ်းတာ တချို့လူတွေနှက်တယ် NLD ကိုနာပြီးတော့နိုင်ငံရေးတော့မလုပ်ပါနဲ့သူ့ဘာတဖက်လန့်နဲ့သူ့ဘာသူကူညီစရာချစ်ရကူညီလုပ်နေတဲ့လူတွေလို့မဖမ်းခံရဘူး NLD အကုန်လုံးမဖမ်းခံရဘူးခဏထူးဆန်းတယ်နော်မင်းအောင်လိုင်ကစားတာတာမိုက်တယ်မင်းအောင်လိုင်ကိုရှော့မတွက်နဲ့ဒီကောင်ကလူယုံမှာကျွန်တော်မြဲနေပြောတယ်မင်းအောင်လိုင်စောင်းရမ်းလေတာမင်းအောင်လိုင်ဘက်ကမိလာတဲ့အကောင်တွေကျွန်တော်တို့ရှိမှအများကြီးပဲအခုချိန်ကြီး၆ကျိုးမပြေဘူးဘလောက်အကျော်လျှော့လျှော့ ခမရသူတို့ကဗမာစစ်တမဗမာစစ်တစစ်တရဲ့တသွေးတသံတမိတ်ကိုလေကျွန်တော်တို့အဇေးရှင်ခွေးတွေလိုပဲနာစီခွေးတွေလိုပေါ့ကွာအနံ့ခံလဲကောင်းသလိုအမိတ်ပေးရင်လည်းတခွန်းနေပဲအခုချိန်ကြီးအဲ့တိုင်းပဲစိတ်တမကြဘူးဒီကောင်လေးဖမ်းတာဖမ်းကနေစိတ်တမကြဘူးအဲ့လိုလိရှိတယ်ဗျာတချို့ကလေနောက်တစ်ခုကရင်ပြည်နယ်မှာစစ်အရေးဖော်ဆောင်တဲ့နေရာမှာအမတန်အခက်ခဲတွေ့တယ်မဆုတ်တန်းခံစစ်ကို ပြင်လာတာကရင်ပြည်နယ်မှာရတဲ့လက်နက်တွေအားလုံးက သုံးပုံတပုံမဲရတယ်ရန်သူရှိရကျန်တဲ့လက်နဲ့အကောင်းတိုင်းခုမှမရဘူးခင်ဗျားတို့စစ်ဆိုတာတိုက်ဘူးမှစစ်ရဲ့အရသာစစ်ရဲ့အငွေသက်စစ်ရဲ့အပင်ပန်းခံမှုတရားဘာလဲဆိုတာနားလဲတာဗျခင်ဗျားတို့ကလိုင်းဘဝဟာမြင်တဲ့ဟာကိုတည်င်းကြားနေရတဲ့ဟာတွေကိုအမှန်တကယ်လို့တွက်နေကြတာ ချို့ဟာတွေမှာလဲကိုယ်ဆန္ဒသောနဲ့ကိုဖြစ်ချင်တဲ့အခြေအနေနဲ့မကိုက်ညီတဲ့အရာရှိတယ်အခုကျွန်တော်တို့စစ်စင်ရေးပေါ့ဗျာစစ်စင်ရေးလုပ်ဖို့အတွက်ကိုစ조사တဲ့အခါမှာရန်သူဘက်ကနေပြီးတော့နှီးမျိုးစုံနဲ့ထိုးပေါက်ထားပြီးတော့တော်လန်ရေးအဖွဲ့ချင်းချင်းကွဲပြဲအောင်လို့လုပ်ထားတာတွေအများကြီးနော်အဲ့တော့ကျွန်တော်တို့ပြောပြမယ်ရွေးကောက်ပွဲကိုမင်းအောင်လှိုင်ဘက်ကလုပ်မယ်လို့ကျွန်တော်အတန်တန်သတိပေးရတယ်နော်ရွေးကောက်ပွဲကိုမင်းအောင်လှိုင်ဘက်ကလုပ်မယ်လို့အတန်တန်သတိပေးရတယ် ဒီပေါ်မှာလည်းကပြက်ရပြက်နဲ့မျောလိုက်ချင်တဲ့ကောင်လေးကမတိတလူလူတိတလူနဲ့စာရွက်ပေါ်မှာကန့်ကွက်ပါတယ်ရှုပ်ချပါတယ်ဆိုပြီးမပြီးဘူးမင်းအောင်လည်းလက်တွေ့လုံမှာဒါလည်းနံပါတ်เนาะဒါကိုကျွန်တော်တို့နားလည်ထားဖို့နံပါတ်1အမတန်ရေးကြည့်တယ်နောက်တစ်ချက်အဲလိုင်းပေါ်မှာဆယ်လီလူလူ၁၇တီလူလူနာမည်ကြီးကျင်တလူလူအလှူခံတလူလူနဲ့ကိုထင်ဟာကိုပြောကိုပြောချင်ဟာကိုပြောနေတဲ့လူတွေရှိတယ်မြေပြင်ကိုဆင်းလာခဲ့မြေပြင်ကိုဆင်းလာခဲ့ဘယ်နေရာသွားကြလိုက်ပို့ပေးမယ် စစ်တိုက်တာဘယ်လိုတိုက်ရလဲဆိုတော့ပြကြီးပြပေးခြင်းလို့အခါကြရလေပြီးတော့ကျွန်တော်ဒီတော်လိုင်းရဲ့အစမှာခေါင်းစဉ်တွေအမျိုးမျိုးတက်ပြီးတော့အမိမပေါ်နိုင်တဲ့ကိစ္စတွေနဲ့ကျွန်တော်တို့ပြည်သူတွေအလှခံထက်တာလူတိုင်းလူတိုင်းကလက်ကုံလို့ရှိုးရှိုးချင်းလက်ကုံမှလှူကြတာဗျလက်ကုံမှလှူကြတာပြန်စဉ်းစားကြည့်ပါခင်ဗျားတို့ဘာလို့သူတို့လက်ကုံမှလှူတာလဲတချို့မိသားစုတွေ ်လကုံမှလစာရတယ်အဲ့ဒီလစာရမှသူတို့သားသမီးတွေပြည်ပကနေပြီးတော့အမျိုးမျိုးထောက်ပံ့တဲ့ပတ်စံတွေပြည်တွင်းကနေလကစားတဲ့လူတွေချို့ချံချွေတာပြီးတော့အဲ့ဒီတဲကပတ်စံ1000တန်တိုင်းတန်အောင်2000တန်တိုင်းတန်အောင်5000တန်တိုင်း5000တသိန်းတန်တိုင်းတသိန်းအစားစားလူကြတာမစားရမတော့ရနဲ့သူတို့ရဲ့သုံးအမယ်ပတ်စံတွေကလှူတာဒါအောင်နံပါတ်1နားလဲဖို့လိုတယ်နံပါတ်2ကျွန်တော်တို့တော်လန်ရေးလှုပ်တယ်ဆိုတာပါလေကြုံစည်းလို့မရဘူး နော်တော်လန်ရေးလုပ်တယ်ဆိုတာလေကြုံစီးလို့မရတယ်လို့တော်လန်ရေးလုပ်တယ်ဆိုတာကအနစ်နာခံရတယ်။နော်အဲ့တော့ကျွန်တော်ပြောပြမယ်ဟိုတို့တိုင်းရင်းသားတွေဟိုလူမတိုက်ဘူးဒီလူမတိုက်ဘူးတိုက်တိုက်မတိုက်တိုက်ခင်ဗျားတို့စောက်လို့မဟုတ်ဘူး။အဓိကကတိုင်းရင်းသားတဦးတစ်ဖွဲ့တည်းနဲ့တိုက်လို့မရဘူး။အားလုံးစုပေါင်းပြီးတော့မှတိုက်လို့ရမယ်တော်လန်ရေးကျွန်တော်တို့ရန်သူဟာနှစ်ပေါင်း80နဲ့8နှစ်ကြာစနစ်တကျနဲ့စီမံအုပ်ချုပ်ထားတာထောက်လန်းရေးရောမဟာမိတ်ရော တတမန်နီးလန်းရဟောငွေကြီးအထောက်ပံ့ရဟော သူ့မှာအလုံးစုံလုံးပိုင်ခွင့်ရှိတယ်ဒါကိုကျွန်တော်တို့နံပါတ်1တစ်ချက်နားလည်တာနံပါတ်2တစ်ချက်ကျွန်တော်တို့ကရန်သူမိမိဆိုတဲ့အခြေအနေမှာရန်သူဘက်ကလက်နက်အင်အားကိုယ့်ဘက်ကလက်နက်အင်အားရန်သူဘက်ကဆက်သွယ်ရေးကိုယ့်ဘက်ကဆက်သွယ်ရေးရန်သူဘက်ကထောက်လှမ်းရေးကိုယ့်ဘက်ကထောက်လှမ်းရေးရန်သူဘက်ကပြင်ဆင်မှု ကိုယ့်ဘက်ကပြင်ဆင်မှုရန်သူဘက်ကစုဖွဲ့မှုကိုယ့်ဘက်ကစုဖွဲ့မှုရန်သူဘက်ကအင်အားကိုတော်မတော်နဲ့ဒီကောင်လေးဘာအင်အားမှမရှိတော့ဘူး အဲ့ဒီမှာကျွန်တော်တို့ပြန်စင်းစားလေကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရန်သူကလေးမြန်ရှိတယ်တင်းမောရှိတယ်ကားရှိတယ်အချိန်ပြေးအချိန်တိုတွင်းရောက်သွားနိုင်တယ်ကျွန်တော်တို့မှာပြည့်စုံပြီလားနံပါတ်1တစ်ချက်ရန်သူမှာရှိတဲ့လက်နက်အင်အားကိုယ်မှာရှိတဲ့လက်နက်အင်အားကျွန်တော်တို့ကစိတ်ဓာတ်အသာစီးအရာမခံချင်စိတ်တွေနဲ့တော်တော်များများ80ရာခိုင်နှုန်းလောက်ကတိုက်လာတာတိုင်းရင်သား30ရာခိုင်နှုန်းပဲထားအောင်ခင်ဗျားတို့နော်အဲ့တော့ကျွန်တော်တို့ဒီဟို ဘယ်လိုပြောမလဲကရင်တွေကနှစ်ပေါင်း80တိုက်လို့မအောင်ဟာကချင်တွေကလက်နက်ကင်နာကြာပြီဟိုကောင်တွေကလက်နက်ကင်နာကြာပြီဘာလို့မအောင်မြင်တာလဲဟာမဆိုင်ဘူးတိုင်းရင်သားဒန်းတူအခွင့်ရေးကတစုတစ်ဘွယ်တည်းတောင်းလို့မရဘူးတိုင်းရင်သားဒန်းတူအခွင့်ရေးဆိုတာကရင်အခွင့်ရေးကိုကရင်တယောက်တည်းတောင်းလို့မရဘူးအားရသူပြောစရာတွေအများကြီးရောရခိုင်ဘာလို့တိုက်တာအောင်လဲရခိုင်80ရခိုင်လုံးပဲပြီးသေးတယ်ရခိုင်မှာလဲဒါနဲ့ရခိုင်တစုတစ်ဘွယ်တည်းတိုက်တာမဟုတ်ဘူးသူ့မှာမိဘမဟာမိတ်တွေရှိတယ်စုံစမ်းအောင်စောက်ယူးတွေ စောက်ပိတွေလိုင်းမောင်တွေပြီးတော့အာချောင်ပြီးတော့အာရခိုင်တိုက်တာဘလို့အာရတယ်လို့ဟာကရင်ကစစ်မတိုက်ဘူးလားလို့ကချင်ကဘလို့လို့ညာလို့မပြောပါနဲ့တိုင်းရင်းသားထဲမှာလည်းတိုင်းရင်းသားအချင်းချင်းကြားရဲ့ပြိပခဆိုတာရှိသလိုနော်ဗမာတွေကအဲ့လိုတိုင်းရင်းသားပြိပခအစုပ်ပြဿနာတွေကိုရှင်းလို့မရနေတဲ့အချိန်မှာဗမာချီးချုပ်တွေကတခါထပ်ပြီးတော့မှချီးပုံပေါ်ချီးပုံဆင်းတော့ပို့ပြီးတော့ပြီးပြီးနန်းကုန်တာပဲဗာမထူးနော်အဲ့တော့ကိုမကိုမြင်အောင်ကြီးကိုမျက်ချီကိုကိုမြင်အောင်ကြီးနော် အဲ့လိုပြောချင်တာကတော့ဗာလဲဆိုတော့တော်လန်ရေးဆိုတာတစုတစ်ဖွဲ့လို့လို့မရဘူးဟာ UNG ဥဆောင်ပါတယ်လို့ဟိုလူဥဆောင်ပါလို့မပြောနဲ့ UNG ဆိုတာအစုဖွဲ့တိတိလေးပဲရှိသေးတယ်တိုင်းရင်းသားတွေလည်းအခုမှသူ့ဟာလည်းသူပြင်ဆင်စုဖွဲ့ပြီးတော့စစ်ပြင်းနေတော့တကယ်တမ်း UNG ကဘာမှလဲဆိုရင် UNG ကအမှန်မှန်ဆိုစပုတ်ပေးရမှာနောက်ကနေသူကအစိုးရလောက်ကဖွဲ့စည်းမဟုတ်တော်လန်ရေးလုပ်နေတာတော်လန်ရေးဆိုတာမြဲမြဲမှာဒါ စစ်သားအရှိမတသိန်းတိုင်ရင်အနောက်ကအယံအင်အားပါဝင်၆ဖို့ရောထောက်ပံ့တဲ့အယံအင်အားနဲ့၃သိန်းလောက်ရှိနေမှစစ်တိုက်လို့ရတာစစ်တီအင်အားတသိန်းရှိရင်အနောက်မှာ၃သိန်းလောက်ကြံမှစစ်တိုက်လို့ရတာနောက်ပိုင်းလုံခြုံမှုရှိတယ်ရှေ့အတွက်အင်အားယော်နေမှုဖြည့်တင်းမှုရှိတယ်အဲ့ဒီမှာစားစားသုံးမှုကြမ်းမာရေးเนาะသူတို့ရဲ့ကြမ်းမာရေးစားတောင်းမှုအဲ့နောက်ပြီးခဲခဲရလက်နဲ့လမ်းကြောင်းတွေအားစားကျွန်တော်တို့ကစီစဉ်ရတာတွေအများကြီး မဲအောင်လိုင်းကဒီရန်ကုန်မန်းလေးအမြင်လမ်းမှာယူစိုးမိုးခြင်းနဲ့တလအတွင်းမှာငါတို့အကုန်လုံးပြီးပြတ်ချင်းပဲဆိုရှင်းလို့ရတယ်။သူ့မှာလက်နဲ့ခဲရန်ရဲရောသူ့မှာငွေရောလုတ်ပိုင်ခွင့်ရောအပြည့်စုံရှိတယ်။ဒါတွေကိုပြန်တွက်ပေးကြပါ။ရန်သူမိမိကိုမတွက်နိုင်ဘဲနဲ့တော့လိုင်းပေါ်မှာဖင်မရပါနဲ့။နော်။ကရင်လက်ကရင်သူ့မှာသူစစ်တိုက်တယ်။ရတဲ့နည်းနဲ့တိုက်တယ်။ဒီကြားထဲမှာကရင်ချင်းချင်းမစည်းရုံးအောင်ခမရတို့ခွက်ခောက်အဖွဲကထိုးခွဲသွားသေးတယ်။နော်အဲ့ဒါတော့ KDN လေးနဲ့ KDN လေးကိုထိုးခွဲသွားတာ KNU နဲ့ KNL လေးအဲ KDN လေးတွေကိုထိုးခွဲသွားတာဒါအတွင်းကြကြတိတဲ့လူမှနားလဲတယ်ကျွန်တော်တို့လက်မေးဖက်နဲ့နဲ့ပါရိုက်မှာသူတို့အကုန်လုံးနော်ကရင်ချင်းချင်းမှာကိုထိုးခွဲသွားတာကျွန်တော်ပြောအမိနဲ့ကရင်ချင်းချင်းကမှာလဲကရင်ချင်းချင်းကိုရန်သူနီးနာနဲ့အတူတူပဲဘာမှမထူးဘူးအဲ့တော့ရန်သူဘက်မှာစိတ်တန့်အင်အားအရဖွဲ့စည်းပုံအရပျက်စီးနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကဘာလို့အသာစီးမရတာလဲဆိုတော့ပြီးနောက်တော့မှအားပေးတော့မယ်နော်ကျေးဇူးပဲနော်ဟုတ်ကဲ့အေး โอเคโอเคโอเคအဲ့တော့ကျွန်တော်ပြောချင်တာတခွန်းပါပဲမင်းအောင်လည်းလည်းရွေးကောက်ပွဲလုပ်ပါရန်သူကရန်သူလုပ်ရန်သူလုပ်ပါပဲလေမြန်နဲ့လည်းကျဲပါပဲဒုံးနဲ့လည်းချပါပဲဒါရန်သူကသူ့လုပ်သူလို့လားကျွန်တော်တို့ကကိုယ့်လုပ်ကိုယ်လုပ်တတ်ဖို့အရေးကြီးတယ်မတို့ဘာတွေလိုအပ်နေလဲမတို့ဘာလို့မစည်းရုံးတာလဲတိုင်းရင်းသားအချင်းချင်းကြမှာဘာလို့မညီညွတ်တာလဲဆိုတော့အဖြေချတောင်းကိုစ조사ပါနံပါတ်1 MNDA ဒီလာရှုကဆုတ်ပေမဲ့တော်လန်ရေးကမထွက်သွားဘူးဒါကိုနံပါတ်1နားလဲဦးလို့လဲ